ဒီနေ့မှာမိတ်ဆွေတို့ကိုပြပြပေးခြင်းတဲ့အကြောင်းအရာကကြတော့အဘဆရာကြီးဒေါက်တာမင်းတိန်ခါရဲ့ ဂံဗီယရေရာနေတခုဖြစ်ပါတယ်အဲ့တော့ဘာနှစ်သားသမီးမဆိုဘယ်နှစ်သားသမီးမဆိုပြုလုပ်လို့ရတယ်နောက်တစ်ခုကဒီရေရာကအောင်မြင်ကြီးပွားတိုးတက်စီးပွားတက်စေတဲ့ခြေလျာနီးလေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့အတွက်လွယ်ကူတဲ့ပြည်ရင်းမာနေနေဒီပမာနေနေလွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ခြေလျာဖြစ်တယ်လို့လူမျိုးဘာသာမရွေးတဲ့ပြုလုပ်လို့ရပါတယ်တကယ်သာယုံကြည်မယ်ဆိုရင်တော့ခြေလျာရဲ့အကျိုးကျေးဇူးကလျင်မြန်စွာအကျိုးပေးမြန်မှာပဲဖြစ်ပါတယ်အဲ့တော့ဇမ မကိုယ်တိုင်လည်းဒီရေဒီယာကိုပြုလုပ်ပူပါရတယ်။အဲ့တော့ဘာလေးလိုလဲဆိုလို့ရှိရင်ရေဒီယာပြုလုပ်ဖို့အတွက်အောင်မြင်ကြီးပွားစီးပွားတက်စီဖို့အတွက်ကျေရရာပြုလုပ်ဖို့ရပကံလုံးလေးတစ်လုံးလိုပါတယ်။ကျမကတော့ဒီမှာရှိနေတဲ့ပကံလုံးလေးကိုပဲအသုံးပြုတာပါ။အဲ့တော့ကျွေးပကံလုံးတစ်လုံးလိုပါတယ်။ပကံလုံးမှာကျွေးဖြစ်ရပါမယ်။ပကံလုံးကလည်းကျွေးပကံလုံးတစ်လုံးလိုတယ်။စားအနှင်းငယ်လိုပါတယ်။ပြီးတော့ရင်တကြားလေးအနှင်းငယ်လိုပါတယ်။ဆန်အနှင်းငယ်လိုပါတယ်။အဲ့တော့ နောက်ပြီးကြတော့တွေ့ချိတ်ပေါ့နော်အင်ဂျီချိတ်တဲ့ဂျိတ်ကလေးတစ်ချောင်းပေါ့ရဂျိတ်ကလေးတစ်ချောင်းလေးလိုပါတယ်အဲ့တော့ဂျိတ်ကမစ္စရိုအနေနဲ့ဒီလိုပဲရိုးရိုးဂျိတ်ပဲ3 3ရွှေရောင်ဂျိတ်ကလေးပဲ3 3ဂျိတ်အကြီးပဲ3 3အသေးပဲ3 3ညံရှိတယ်လို့အသုံးပြုပါဒါဆိုရင်ရေဒီယာစတင်ပြီးတော့ပြုလုပ်ပါတော့မယ်ဒီရေဒီယာနည်းလေးဒီမစ္စရိုအတွက်စီးပွားဥစ္စာတွေပွင့်လန်းတိုးတက်လာမယ်ငွေတွေလက်လာပါတွေပုံများလာလိမ့်မယ်ငွေကြီးလက်လာပါတွေပုံများမယ်ပြီးတော့ မိမိရဲ့လုပ်ငန်းတွေအောင်မြင်လိမ့်မယ်တိုးတက်လာပါလိမ့်မယ်ကြွေပကံလုံးတစ်လုံးလေးကိုစားအနေငယ်ထည့်ပါမယ်စားလူဖြစ်ရပါမယ်ပေါ့နော်စားကအနေငယ်ထည့်လိုက်ပါစားအနေငယ်ပါဒီမှာဆင်မထည့်လိုက်ပါပြီပြီးတော့ရင်တခြားအနေငယ်ထည့်ရပါမယ်တခြားအနေငယ်ထည့်ပေးပါစံအနေငယ်ထည့်ရပါမယ်အဲ့တော့ပကံလုံး ဒီဖန်ကွက်လေးတစ်လုံးစီပဲအဲ့တော့စတူဖြစ်သွားပြီတည်တန့်ချိန်နေစရာမလိုတော့ဒီလိုမျိုးပကံလုံးလေးထဲမှာစမ်းစားရဲကြားရဲစမ်းရဲအနေငယ်ချက်ပြီးပြီဆိုရင်တော့ဒီတွေ့ချင်ကလေးကိုပိတ်ထားမယ်ပေါ့နော်တွေ့ချင်ကလေးကိုမခွင့်ဘူးတွေ့ချင်ကလေးကိုဒီပိတ်ထားတဲ့အတိုင်းကလေးပဲဒီပကံလုံးရဲ့အလေထဲမှာတင်လိုက်မယ်တွေ့ချင်လေးတင်လိုက်မယ်ဒါဆိုရင်ရေရရာကိစ္စပြီးသွားပြီအရင်လေးလွယ်ကူတဲ့ရိုးရှင်းတဲ့ငွေကုန်ကြီးကြလဲတက်တာပါတယ်အခုခေတ်ခုခံမှာကြတော့ငွေကြီးမတက်နိုင်တဲ့သူကလည်း နည်းနည်းလေးညားရတယ်ပေါ့နော်အဲ့တော့လွယ်လွယ်ကူကူလေးနဲ့ပတ်စံနေဝင်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ live မလုပ်ချင်ဘူးလားအဲ့တော့ဒီလိုမျိုးပြုလုပ်ပြီးပြီဆိုတာနဲ့အဲ့ဒီလိုစံထည့်နေတဲ့အချိန်မှာတကြားထည့်နေတဲ့အချိန်မှာစားထည့်နေတဲ့အချိန်မှာမိတ်ဆွေတို့အနေနဲ့စီဘွားဥစားရီပွလန်တူတက်ပါစီကန်စာတာရီပွလန်တူတက်ပါစီငွေကြေးလက်လာပါရီပုံများပါစီလို့ဆူတောင်းဆူတောင်းပြီးတော့ရင်ဒီရေရာကိစ္စလေးပြင်ရောက်ပြီးဆိုတာ ਨੇ ဒီအကံလုံးကို မိုးအကာရှိတဲ့ခြံဝင်ပေါ့နော်ဥပမာမိမိကကိုပိုင်းအိမ်နဲ့ကိုပိုင်းခြံနဲ့ခြံနဲ့ဝင်းနဲ့နေတဲ့လို့ဆိုရင်မိမိရဲ့ခြံဝင်ထဲမှာအမြင့်တနေရာမှာတင်ထားမယ်ဒါပေမဲ့မိမိရဲ့ခြံဝင်မှာအမိုးအကာမရှိတဲ့အပြင်ကတော့မထုတ်ထားရအောင်အိမ်ရဲ့တစက်မိတ်အတွင်းမှာပဲတင်ထားရမယ်ပေါ့နော်အဲ့တော့ကြာလာတဲ့အခါမှာဖုန်နေတက်သွားနိုင်ရင်ဖုန်နေတက်သွားတဲ့အခါမှာဒီတကြားတွေစားတွေစံတွေကိုပြန်ပြီးတော့လဲပေးပါဖုန်မတက်ရင်ဖုန်မတက်မချင်းထားပါတကယ်လို့အဲ့လိုမဟုတ်ဘူးတိုက်ခန်းတွေမှာဆိုရင်တော့ဗဒင်းပါအဝါတို့ပြီးတော့ ဝရန်ဒါတို့မှာထားလို့ရပါတယ်ပြုလုပ်ထားလို့ရပါတယ်အမြင့်တနေရာမှာတင်ထားလိုက်ပါဒါသည်အဘဆရာကြီးဒေါက်တာမင်းတန်ခါရဲ့ဂမ်ဘီယာရေနေရာနေ့တစ်ခုဖြစ်တယ်လို့ဘသူဘသူမှလှူဒါန်းတာမဟုတ်ဘဲနဲ့လက်ပွင့်ငွေဝင်အောင်အောင်မြင်ကြီးပွားစီးပွားတက်အောင်လို့လက် ဒက်ဆင်တာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ခုနှစ်သားသမီးအနေနဲ့ဒီရေဒီယာလေးကိုလိုက်လံပြုလုပ်ပြီးတော့အောင်မြင်ကြီးပွားတိုးတက်ကြပါစေလို့ဆင်မထားတဲ့ဇလီကမိတ်ဆွေတို့ကိုဆုမွန်ကောင်းတောင်းရင်းနဲ့ဒီကနေ့ရေဒီယာအစီအစဉ်လေးကိုအဆုံးသတ်လိုက်ပါရှင်အားလုံးကိုကျေးဇူးထူတင်ပါတယ်မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေလူရဆန္ဒတွေပြေဝကြပါလိမ့်ရှင်